ဟာလလုယာဖခင်နာမဘုန်းကြီးပါစေအားလုံး Merry Christmas ပါအာမင်ဆောဒီနေ့ကျွန်တော်တို့အယောက်စီတိုင်းရဲ့အသက်တာထဲမှာ Christmas ဆိုတာကယ်တင်ရှင်ယေရှုခရစ်တော်ဒီလောကကိုကြွလာတာဒါ Christmas ပဲတလားလုံးဒီအကြောင်းကိုကြားရတော့မယ်တကယ်တော့ဖယားသခင်ကြွလာတာအမှန်ကအရိယာနဲ့ပတ်သက်ပြီးကျွန်တော်တို့လေ့လာမယ်ဒံယေလအကြောင်းကိုကြည့်အောင် ဒံယေလအခန်းကြီးနှစ်ရောက်တဲ့အခါမှာနေပုတ်ကနေစာမင်းကြီးအိမ်မက်မက်တယ်။ဟာအဲ့ဒီအိမ်မက်ရဲ့အတိတ်ပဲ။ तू နားမလည်ဘူး။ဘာပြောမှမသိဘူး။ဒါနဲ့အဲ့ဒီမှာဒံယေလဆိုတဲ့တယောက်ရှိအဲ့ဒီဒံယေလကတခါလေအဲ့ဒီဘာဘူးလုံးရှင်းပြင်းနေပုတ်ခနေစာသူ့ရဲ့အိမ်မက်ကိုရှင်းပြလိုက်တယ်ဗျာ။အိမ်မက်အတိတ်ပဲ ਉਹ လေ။ ြောပြလိုက်တယ်အပိုင်ငယ်28မှာနည်းနည်းသောအရာတို့ကိုဖွင့်ပြ၍နောင်ကာလ၌ဖြစ်လက်တန့်သောအရာတို့ကို နေဘုခ္ခနေစာမင်းကြီးအားကြားပြောတော်မူသောဖယားသခင်တတ်စုသည်ကောင်းကင်ဘုံမှာရှိတော်မူ၏နေဘုခ္ခနေစာမင်းကြီးခမည်းရဲ့အိမ်မက်နဲ့နဲ့တဲ့အဲ့ဒါကိုဖော်ပြမယ်ဖယား ကောင်းကင်ဘုံမှာတဆူရှိတယ်အဲ့ဒီဖယားသခင်ရှိတယ်နေဘုခနေစာကိုဖယားသခင်ဆိုတဲ့စကလုံးကိုထုတ်ပြလိုက်ဘယ်သူလဲဒံယေလထုတ်ဖို့ပြတာလိုက်အဲ့ဒါနဲ့ဘယင်ကလည်းနားထောင်ပြီးလဲပြီးသွားရောအဲ့အနတ်အဓိပ္ပာယ်တွေ तू တီခွင်ရသွားရောတီခွင်ရတဲ့အခါမှာဘယင်ဘာပြန်ပြောတယ်လဲဒံယေလအခန်းကြီး1အပိုင်ငယ်49ကိုတော်သည်ဤနဲ့နေသောအရာကို ဖွင့်ပြနိုင်သည်ဖြစ်၍ အကယ်စစ်စစ်ကိုတော်ဤဖရာသခင်သည် ဖရာတော်ဤဖရာဘယင်တော်ဤအရှင်နည်းနည်းသောအရာကိုဖွင့်ပြတော်မူသောသခင်ဖြစ်တော်မူ၏ဟုမိတော်မူ၍ကြည်စမ်းဘယင်ကိုယ်တိုင်ဘာပြောလဲဒံယေလာတဲ့သင်ရဲ့ဖရာဟာရိုးရိုးဖရာမဟုတ်ဖရာတော်ဤဖရာဘယင်တော်ဤသခင်အာမင်ဒီလောက်နတ်နေတဲ့အရာကို ဖော်ပြတဲ့ဖရာပါလားဘယင်ကိုယ်တိုင်အဲ့ဖရာကို တိသွားတယ်ဘသူထောက်ပြလိုက်တာလဲဒံယေလထောက်ဖို့ပြလိုက်တာဒါခရစ်စမတ်ပဲဖယားကိုထောက်ပြနေတာငါတို့ကိုးွယ်တဲ့ဖယားဘလို့ဖယားလဲထောက်ဖို့ပြတာနေတာဒံယေလထောက်ပြလိုက်တာဘာဘူးလုံးရှင်မင်းကြီးသဘောပေါက်သွားတယ်အဲ့လိုထောက်ဖို့ပြီးတဲ့နောက်ပိုင်းမှာတခါတဲ့ဘယင်ကြီးကလေဒံယေလကိုချီးမြှောက်လိုက်တယ်အပိုင်ငယ်58မှာချီးမြှောက်လိုက် ကဲအဲ့ဒီကနေပြီးတော့ဒန်ယီလအခန်းကြီး6ရောက်တဲ့အခါမှာအကြောင်းအမျိုးမျိုးကြောင့်ဒန်ယီလဟာရှင်သေတွင်နဲ့ချက်ခံလိုက်ရတယ်။ဘာလို့အသက်ရှင်တဲ့ဘုရားကိုဆုတောင်းလို့ဆိုပြီးတော့ရှင်သေတွင်နဲ့ကြာသွားရောဘယင်ကလည်းစိတ်မကောင်းဘူး။အော်ဒန်ယီလရှင်သေတွင်နဲ့ကြာသွားတယ်။အသက်ရှင်တဲ့ဘုရားကိုကိုးကွယ်တဲ့ဒန်ယီလရှင်သေတွင်နဲ့ကြာသွားပါလား။ तू စိတ်မကောင်းဘူး။စိတ်မကောင်းတဲ့အခါကြာတော့မှတခါတည်းမနဲ့ကြာတော့အဲ့ဒီတွင်းသားကိုသွားတယ် ွားပြီးတော့မှဘာပြောလဲဆိုတော့တန်ရည်လားမင်းကိုဝယ်တဲ့ဖယားမင်းကိုကဲသလား all right all right တဲ့အခါကျတော့ဟုတ်တွင်းတဲ့ကရှင်သက်တွင်းတဲ့ကဒါရည်လားပြန်ထိုးတယ်ကဲပါလေရှင်မင်းကြီးအရှင်မင်းကြီးသတ်တော်ရှေပါစေဟာဒါနဲ့တန်ရည်လားတခါတွင်းနေရထုတ်ရှင်သက်ရတန်ရည်လားဘေးမှာနော်ငုတ်တော့မကြိုက်ဘူးတွင်းနေရထုတ်တန်ရည်လားအပြေရောက်တော့မေးတယ်မင်းဖယားမင်းဘယ်လိုကဲတော့ ဒန်ယေလအခန်းကြီး6အပိုင်ငယ်22ကျွန်တော်ဖတ်ပါမယ်အကျွန်ုပ်ဤဖယားသခင်သည် ကောင်းကင်တမန်ကိုစေလွတ်၍ခြင်သေးနှုတ်ကို ပိတ်ထားတော်မူသည်ဖြင့်အကျွန်ုပ်သည်ခြင်သေးဘေးမှလွတ်ပါ၏ဟာလေလုယာကျွန်တော်ဖယားကတဲ့ကောင်းကင်တမန်ကိုလွတ်ပြီးခြင်သေးပါးစပ်ကိုပိတ်ထားတယ်ဒါကြောင့်ခြင်သေးကျွန်တော်ကိုကြိုက်လို့မရဘူးဘာလို့ကြင်ညာလဲဒန်ယေလကအသက်ရှင်တဲ့ဖယားကျွန်တော်ဖယား ကြော်ညာတယ်ကြော်ညာတယ်ဖယားသခင်မဆရတယ်ဂျေစုပြုတယ်အဲ့ဒီဖယားကျွန်တော်နဲ့အတူရှိတယ်အဲ့ဒီဖယားသခင်ကျွန်တော်တို့ကိုကောက်ကြီးပေးတယ်ကဲ့တင်တယ်ဒါကိုဘာလို့လဲလဲကြီးညာတာကြီးညာတာဟာဘယင်ကြီးမြင်သွားရောအဲ့ဒါကိုဘာခေါ်လဲခရစ်စမတ်ချစ်တော်ညီကိုမောင်တို့မအတူရှိတဲ့ဖယားကိုကြီးညာတာကြီးညာတာချစ်တော်ညီကိုမောင်တို့မဒါကိုနားလေစေခြင်း အဲ့ဒီကနေပြီးတော့မှအပိုက်ငယ်26ရောက်တဲ့အခါမှာဘယင်ကဘာပြန်လှုပ်လဲကြည့်ရငါအစိုးရသောတနိုင်ငံလုံးတွင် ရှိနေသောတင်တို့သည်ဒံယေလဤဖျားသခင်ကို ကြောက်ရွံ့ယိုသေးကြကုန်အံ့ဟုငါအမိတော်ရှိ၏ဟာဘယင်ကြီးကညပြီဒံယေလရဲ့ဖျားကိုလူတိုင်းကိုးကွယ်ရမယ်ငါအမိတ်ပေးဒံယေလရဲ့ဖျားကိုဘယင်သိသွားပြီအမိတ်ပါပေးပြီကြော်ညာလိုက်ပြီတိုင်းသူပြည်သားအလုံးအဲ့ဒီဖျားကို ကိုကိုွယ်ရမယ်ကြည်စားဒန်ယေလသူနဲ့အတူရှိတဲ့ဘုရားကို ထုတ်ဖို့ပြသနိုင်တယ်ဒန်ယေလခန်းကြီးကြောင့်အပိုင်ငယ်28ရောက်တဲ့အခါမှာမဆကေတင်းချင်းကျေးဇူးကိုပြုတော်မူ၏ကောင်းကင်မြေကြီး၌နမိတ်လက္ခဏာအံဩဘွယ်တို့ကိုဖြစ်စေတော်မူ၏ဒန်ယေလကိုခြင်သိလက်မှကယ်လွတ်တော်မူသောဘုရားသခင်သည်ထိုသို့သောဘုရားဖြစ်တော်မူ၏ဟုအမိတ်တော်ရှိ၏ကြောညာပြီဘယင်ကြီးက ။ဒါရေလောက်ကိုခြင်သွေးဒီနေ့ကကဲတဲ့ဖယားဒီဖယားပဲဟေ။ကြောင်ညာပလိုက်ပြ။အာမင်။ဆိုဒီနေ့ကျွန်တော်ပြောခြင်းတယ်။ကိုနဲ့အတူရှိတဲ့ဖယားကိုဘာလို့လဲ။ထုတ်ဖို့ပြတ်တတ်နိုင်တယ်။ဒါရေလောက်အတူရှိတဲ့ဖယားကိုထုတ်ဖို့ပြတ်တတ်နိုင်တယ်။ချက်တော်ညီကိုမောင်တော်မဒီနေ့ကျွန်တော်ရဲ့အတ္တဓာတ်ထဲမှာကျွန်တော်နဲ့အတူရှိတဲ့ဘုရားကိုထုတ်ဖော်ပြသနိုင်ဖို့အင်မတန်အရေးကြီးတယ်အရေးကြီးတယ်အဲ့ဒီကနေပြီးတော့နောက်တစ်ဆင့် သခင်ယေရှုခရစ်ရောက်လာတယ်ယေရှုခရစ်ရောက်လာတော့အတူရှိတဲ့ဖခင်မဟုတ်တော့ဘူးအထဲမှာရှိတဲ့ဖခင်အာမင်ယေရှုခရစ်တော်လူစားတိလာခံတယ်လာခံတဲ့အခါကျတော့လူတွေကတချို့ကမေးတယ်ကိုတော်တဲ့ခမဲတော်ဘယ်မှာလဲတဲ့ရှင်ယောဟန်အခန်းကြီး14အပိုင်ငယ်30မှာငါသည်ခမီးတော်၌ရှိသည်ကို၎င်းခမဲတော်သည်ငါ၌ရှိတော်မူသည်ကို၎င်းမယုံသလော ခမဲတော်ငါ၌ရှိတယ်။သခင်ယေရှုပြောတယ်ခမဲတော်ဖခင်ငါထဲမှာရှိတယ်ငါနဲ့အတူရှိတယ်။အဲ့ဒီငါ၌ရှိတယ်ဖခင်ကဘာလုပ်တယ်လဲစက်ဖတ်ငါဟောပြောသောစကားကိုကိုလိုလျောက်ငါဟောပြောသည်မဟုတ်ငါပြုတော်မူတော့ကိုကငါ၌တည်နေတော်မူသောခမဲတော်သည်ပြုတော်မူ၏။သခင်ယေရှုခရစ်တော်ထဲမှာခမဲတော်ရှိတဲ့အဲ့ခမဲတော်ကအောပွဲအမှုတွေကို ပြုတ်နေတာဖြစ်တယ်။ဒါဆိုယေရှုခရစ်တော်ဟာ ခမီးတော်ဖရာကိုထုတ်ဖို့ပြတာခဲ့တယ်မဟုတ်ဘူးလားဒါကြောင့် Christmas ဆိုတာဘာလဲအတူရှိတဲ့ဖရာကိုထုတ်ပြခြင်းပဲဖြစ်တယ်အာမင်တချို့တွေကဖရာသခင်ကို ထုတ်ပြရမယ်အစားဖရာသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာတွေကိုပဲထုတ်ပြနေတယ်ချက်တော်ညီကောင်မောင်နှမတချို့ကထင်တယ်ပတ်စံရှိမှဖရာသားပီတာတချို့ကယာဒူးရှိမှဖရာသားပီတာတယ်ဒီလိုထင်တယ်တချို့တွေကစာမေးပွဲတွေအောင်မှဂုံတူးတွေထွက်မှ ဖယားသားပီတာတယ်မြို့ကြီးပြကြီးမှာအိမ်ပိုင်းယာပိုင်းကားပိုင်းနဲ့နေနိုင်မှဖယားသားပီတာတယ်ထင်းနေတာထင်းနေတာဓမ္မကြည့်ပါမြေကြီးပေါ်ကိုကြွလာတဲ့ယေရှုခရစ်တော်သူ့ဘလို့ပုံစံရှိလဲသူစပြီးမွေးတဲ့မြို့ကဘာမြို့လဲဘတ်လင်မြို့ဘလို့မြို့လဲမြို့ငယ်မြို့ယုတ်မြို့ကြီးပြကြီးမဟုတ်ဘူးမြို့ငယ်မြို့ယုတ်ဘလို့အိမ်မနေလဲ တာမညအိမ်နန်းတော်ထဲမှာမဟုတ်တာမညအိမ်လေးမှာပါကြည့်နော်သူ့ရဲ့မိဘတွေကိုကြည့်ပါဦးအရာရှိတွေလားမဟုတ်ဘူးလက်သမားလှုပ်လှုပ်တော်သူလက်သမားလှုပ်လှုပ်တဲ့ငွေချေးမချမ်းသာဘူးတာမညအိမ်မှာနေတဲ့မွေးလာတဲ့အခါမှာရွှေလင်းပန်းနဲ့လားမဟုတ်ဘူးနွားစခွဲဘာရှိလဲတော်တော် အတူပါလာတဲ့ခမဲတော်ကိုထုတ်ပြနိုင်တယ်ဟာလေလုယာပတ်စံရှိလို့ထုတ်ပြနိုင်တာမဟုတ်ဘူးပညာရှိလို့ထုတ်ပြနိုင်တာမဟုတ်ဘူးအတွင်းထဲမှာတကယ်ဖျားရှိရင်အဲ့ဒီဖျားကိုထုတ်ပြနိုင်တယ်ဒါခရစ်စမတ်ပဲချစ်တော်ညီကိုမောင်းနှမယေရှုကိုကြည့်ပါတရက်တော့လူတွေကမေးတယ်အခုံဘသူ့ကိုပေးရမလဲယေရှုကသူ့အိမ်ထဲမနိုင်ဘူးသူများကိုပြောတယ်ပတ်စံပေးပတ်စံယူပြီးမှဓမ္မကြီးဘာပုံလဲ ကဲတာပုံကဲတာဟာကဲတာပေးဖယားဟာဖယားကိုပေးသူ့အိတ်ထဲကိုဘာလို့မနိုင်လဲနှိုက်ရင်ဘာမှမထွက်ဘူးလေဒါကြောင့်သူများစီကနေပြရတာဗောအိတ်ထဲမှာတော့ငွေမရှိဘူးနှလုံးထဲမှာဝိညာဉ်ထဲမှာဖယားရှိတယ်အဲ့ဖယားကိုထုတ်ပြနိုင်တဲ့ယေရှုကအာမင်ချစ်တော်ညီကိုမောင်တို့မသူကိုကြည်ပါတရားဟောမဲ့နေရအချိန်နဲ့မဟန်ရှီမုံရဲ့လေကိုငားလိုက်တယ်ငားပြီးတော့ဟောလိုက်တယ်ကြည်ဘာမှမရှိပေမဲ့ ခမဲတော်ဖရာကိုထုတ်ပြနိုင်တယ်မဟုတ်ဘူးလားတဏှာရောက်တော့ပြိသက်တွေအများများတယ်သူတို့ကိုအစားတောက်ကျွေးရမယ်မရှိဘူးမုံငါးလုံးနဲ့ငါးနှစ်ကောင်ခလေးတယောက်စီကယူပြီးမှအားလုံးကိုအဝကျွေးလိုက်တယ်မဟုတ်ဘူးလားပေသွားတဲ့တင်းញိုင်းကောင်အပိုင်ဘယ်မှလဲသူများရဲ့တင်းញိုင်းရောသက်ရဲ့တင်းញိုင်းမှာတကြိုသွားတာမဟုတ်ဘူးလားချစ်တော်ညီကိုမောင်တို့မဘာမှမရှိဘူးလောကကိုလာတာဘုံစည်းစိမ်အားလုံးစွန့်ခဲ့တယ် တို့တော့ခမဲတော့ပါလာတယ်အဲ့ဒီဖယားကိုမြေကြီးပေါ်မှာလာပြသွားတာအာမင် तू ပြောတယ်ငါလောက်တာမဟုတ်ဘူးခမဲတော်လောက်တာငါဟောတာမဟုတ်ဘူးခမဲတော်ဟောတာငါပြောတာမဟုတ်ဘူးခမဲတော်ပြောတာငါဘာမှမတတ်နိုင်ဘူးအရာခသိန်းလောက်သွားတာခမဲတော်ပါဟာလေလုယာဘဝမှာငွေကြီးမချမ်းသာပေမဲ့ဖယားသခင်ကိုထုတ်ပြနိုင်တယ်မဟုတ်ဘူးလားခရစ်မတ်ဆိုတာဒါပဲ ချစ်တော်ညီကောင်မောင်တို့မဒန်ယေလကအတူရှိတဲ့ဖခင်ကို ထုတ်ပြသွားတယ်ယေရှုခရစ်တော်ကအတွင်းမှာရှိတဲ့ဖခင်ကိုထုတ်ပြနိုင်တယ်ဟာလေလုယာအခုခရစ်စမတ်ရောက်လာပြီသင်နဲ့အတွင်းထဲမှာအတူရှိနေတဲ့ဖခင်ကိုသင်ထုတ်ပြနိုင်လားခရစ်စမတ်ဆိုတာရွှေပေးတဲ့ပွဲမဟုတ်ငွေပေးတဲ့ပွဲမဟုတ်အတွင်းထဲမှာအရာခသိမ့်တတ်နိုင်တဲ့ဖခင်ကိုထုတ်ဖို့ပြတာတဲ့ပွဲပဲဖြစ်တယ်အာမင်ဒါကြောင့်မလို့ဒီခရစ်စမတ်မှာရှိတဲ့မိဘညီကိုမောင်တို့မတွေ ကိုယ်တွင်းထဲမှာဘုရားသခင်ရှိသလားစမ်းစစ်ပါရှိတယ်ဆိုရင်အဲ့ဘုရားသခင်တင့်ထဲကအလုံးလုံးပါလိမ့်မယ်တင့်ဘုရားသခင်ကိုနေရာပေးပါဘုရားသခင်ကိုအချိန်ပေးပါဘုရားသခင်တို့ကိုယ့်ရဲ့အသက်တာကိုအနံ့ကြပါဘုရားရှင်ဒီတင့်အထဲကနေသူဟာအသက်ရှင်တဲ့ဘုရားဖြစ်ကြောင်းမြေကြီးပေါ်မှာထုတ်ပေါ်ပြသဖို့ဖြစ်ပါတယ်အယောက်တိုင်းရဲ့အသက်တာငါထရားဘုရားမြေကြီးပေါ်မှာသူအသက်ရှင်ကြောင်းကိုပြသမယ်ငါတက်တာကိုဆက်ကတ်မယ်လို့အတက်တာကိုဆက်ကတ်ခြင်းတော့သူများရှိရင်ရှိတဲ့နေရာကနေမတက်ရပါအတူတူကဆက်ကတ်ရအောင် အဖာကိုတော့ကိုယေရှုတင်တယ်ကိုတော့ကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်ယေရှုပြုတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်ရဲ့အသက်တာကိုလမ်းပြသောရှင်ဖြစ်တယ်ဘုန်းကြီးတဲ့ဘုရားဖြစ်ပါတယ်အဖာဘုရားနာမတော်ချီးမြှောက်ပါ၏လက်တော်တကိုးတော်ကိုမျှော်လင့်ပါတယ်ဘုန်းတော်အတွက်ကိုတော့ကိုယေရှုတင်တယ်တန်နာချင်းကယူနာတွေကိုတော့ကိုချီးမြှောက်ပါတယ်အိုးတန်ရှင်သောဝိညာဉ်တော်ဘုရားကိုတော့ဆက်ပြီးမဆပါလမ်းပြပဲ့ပြင်ပါယေရှုတော်ကိုသွန်းလောင်းပေးပါအိုးဖာဘုရားသခင်ကျွန်တော်နဲ့အတူရှိတဲ့ဖခင် ကျွန်တော်တို့မြေကြီးပေါ်မှာအသက်ရှင်နေချိန်မှာထိုဘုရားကိုထုတ်ဖော်နိုင်ပါမိအကြောင်းကျွန်တော်ဆုတောင်းပါတယ်လက်တော်တဲ့အနန္တထိုဘုရားကိုလူတွေကျွန်တော်တို့အပြည့်မြင်ပါစေအရှင်ယေရှုနာမ၌ဆုတောင်းပြီးအနန္တပါတယ်ဖဖျားအာမင်အာမင်ဒီနေ့ကလူကိုပြောလိုက်အတူရှိတဲ့ဘုရားကိုသူတပါးမြင်ပါစေအာမင် God bless you